မင်္ဂလာပါ။စကိုင်းတိုင်းထိတိုင်းမြို့မှာကျွန်တော်တို့နိုင်ငံတော်အလဲဝါစိန်နေတဲ့ပြီလဲပြန်လဲဖွင့်ထူထားနိုင်ပြီဖြစ်ပါတယ်။ဒီနေ့ဒီနောက်25ခုနဲ့မက်ရှလာ9ရက်နေ့ဖြစ်တယ်။ထိချိုင်းမြို့မှာကျွန်တော်တို့နိုင်ငံတော်လဲလွှင့်ထားနိုင်ပြီ။နိုင်ငံတော်လဲလွှင့်နေပြီဖြစ်တယ်။ဒါကြောင့်မလို့အခုကျွန်တော်တို့ဒီရောက်ရှိရာနေရာရှင်တို့တွေရောက်ရှိရာအချက်မှာနိုင်ငံတော်အလံလေထဲကိုလွှင့်နေချင်းတည်းလေတိုက်လို့မဟုတ်ဖဲနဲ့အဲ့ဒီနိုင်ငံတော်အလံလွှင့်ဖို့အတွက်ကျွန်တော်တို့တပ်မတော်သားတွေရဲ့အတက်တီသွေးတွေချွေးတွေဘဝတွေရင်းနှီးပိတ်ဆက်ထားရတယ်ဆိုတာညာလို့မင်းနဲ့ဝါရမိုက်တိုက်တယ်။အခုကျတော့စစ်တပ်က390ပေးပြီးတော့လိုက်ဝယ်နေတယ်လို့ပြောတာလေခင်ဗျားတို့။ဆိုတော့ဘယ်တဲ့င်းကအမှန်။ဟမ် မြင်းမင်းသမီးပေါ်တာဆွဲနေလေဆိုဘာသာကောက်ခံပြီးွဲပြမလို့ဘူးတကုတ်တရင်ကျင်ညာနေပြီးတော့အဲ့ဒီလိုမျိုးနော်ဘက်ပြရလေးချက်ပြောတယ်တရင်သမားဆိုပြီးတော့တရင်သမားအိမ်ခံထားတယ်ပြည့်ပြည့်မိသားစုရာစမြမပြည့်ပြင်းမှာရှိရင်ခင်ဗျားတို့ကစားပေါ်တာဆွဲနေတယ်ဆိုတော့ဒီပြည့်ပြည့်မိသားစုရေးသမားကိုမျိုးစိဆုံးမိပြီးယုံနေကြတဲ့လူတွေကိုလေခင်ဗျားတို့ကိုယ်ပိုင်အုံနောက်ကြီးနဲ့စဉ်းစားချင်းရှင်ကြပါစဉ်းစားနိုင်တဲ့အုံနောက်တွေခင်ဗျားတို့မှာရှိကြပါခင်ဗျားတို့ကအမေမွေးလိုက်တဲ့ကအတိညာဉ်ကြီးပါလာတယ်ဒီအတိညာဉ်ကိုကောင်းစွာအသုံးချပါနော်ချိုးရလို့ရှိတဲ့စက်တက်ကမိကလေးတွေနဲ့ပေါ်တာဆွဲနေကျမတို့စက်တက်ဝင်ခြင်းလုံးလို့ ိုင်ငံတော်ကထားဆောင်ခြင်းကိုစည်ရင်ပေးထားတာတော့အခုထိအမျိုးသမီးစစ်မှုထမ်းတွေခေါ်ဖို့အစီအစဉ်မရှိပါဘူးပေါ့စစ်မှုထမ်းဒီတမလို့သတင်းမှန်ပြန်ကြားရေးကိုလည်းတရားဝင်ထုတ်ပြောထားတယ်ဒီလိုထုတ်ပြောလိုက်တော့ဘီဖီမီဒီယာရဲ့တခန့်နဲ့လည်းမပြောလို့အမျိုးသမီးစစ်မှုထမ်းတွေကိုစည်ရင်ကောက်နေနာမည်စည်ရင်ကိုကောက်နေတာလူခေါ်နေတာမဟုတ်ဘူး ထီးချိုက်မျိုးစစ်တပ်ကပြန်သိမ်းလိုက်လို့မပူတူလေတံပြောင်းသွားစစ်တပ်ကပေါ်လာဆွဲလာဆိုဒီမှာတတင်းမဟုပြောလာစကိုင်းတိုင်းထီးချိုက်မျိုးနဲ့6မိုင်အကွာကွင်းကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တချို့ပျက်စီးပြီးအမျိုးသားတအူထိခိုက်သွားတယ်လို့ဒေတာခန့်တွေကမတ်တဆဲရက်ဒီနေ့မှာပြောပါတယ်။ပြီးခဲ့တဲ့မတ်၈ရက်နေ့ညနေမှာစစ်ကောင်စီရဲ့မိထီလာရှမ်းတဲ့လေတပ်ကနေဂျက်တိုက်လေယုံနဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်နေအိမ်၅လုံးခန့်ပျက်စီးပြီးအသက်၄၀ကျော်အမျိုးသားတအူးထိခိုက်ဒဏ်ရာရတဲ့အပြင်ကွင်းကြီးရွာလမ်းဆောင်က၁၃စီဆိုင်လည်းမိလောင်ပျက်စီးသွားတယ်လို့ထိကြိုက်ဒေတာအခြေအနေတွေကိုဖော်ပြတဲ့တာဝန်ခံကပြောပါရတယ်။တိုက်ပွဲမရှိဘဲလေကြောင်းတိုက်ခိုက်မှုလုပ်တာပါဒေတာခံတချို့ထွက်ပြေးကြရတယ်မြို့ပေါ်ကဒေတာခံတွေကနေရက်ပြန်လို့မရတာကြပါပြီ။တိုက်ပွဲအခြေအနေကလည်းဘာဆက်ဖြစ်မယ်ဆိုတာမသိရသေးတော့ဘေးလွတ်ရဒေတာတွေမှာနေကြရတယ် 2024ခုနှစ်စက်တင်ဘာကတည်းကစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနှဲသွားတဲ့ထိချိန်မှာ2025ခုနှစ်နှစ်ဆန်းပိုင်းမှာပဲလေကြောင်းတိုက်ခိုက်မှုတွေတကြော့ပြန်ရှိလာတာလည်းဖြစ်ပါတယ်။ဇန်နဝါရီ20ရက်နေ့ကလည်းတုံလုံးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်အသက်30နှစ်အရွယ်ကလေးတအူးတေဆုံးပြီးနောက်ထပ်တအူးထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါတယ်။ မလာပါစကိုင်းတိုင်းထိတိုင်းမြို့မှာကျွန်တော်နိုင်ငံတော်လည်းဝါစိမ့်နေတယ်ပြီလည်းပြန်လည်းဖွင့်ထူထားနိုင်ပြီဖြစ်ပါတယ်ဒီနေ့ဒီနောက်25ခုနဲ့မတ်လ9ရက်နေ့ဖြစ်တယ်ထိတိုင်းမြို့မှာကျွန်တော်နိုင်ငံတော်လည်းဖွင့်ထားနိုင်ပြီနိုင်ငံတော်လည်းလွင့်နေပြီဖြစ်တယ်ဒါကြောင့်မလို့အခုကျွန်တော်တို့ဒီရောက်ရှိရနေတာရှင်တို့တွေရောက်ရှိရချက်မှာနိုင်ငံတော်အလှန်လေတဲ့ကိုလွင့်နေချင်းတီလေတိုက်လို့မဟုတ်ခင်နဲ့အဲ့ဒီနိုင်ငံတော်အလှန်လွင့်ဖို့အတွက်ကျွန်တော်တို့တမန်တော်သားတွေကအတက်ဒီအသွေးတွေချွေးတွေဘဝရင်းနှီးပိတ်ဆက်ထားရတယ်ဆိုတာညာလို့မင်းလေတချို့ညီပေါ်ညီပိတ်တွေနဲ့ဘုံကျော်မျိုးညစ်တွေကပြောတယ်စစ်တပ်ကလည်းပြည်သူ့ကျွေးတဲ့ထမင်းကိုစားထားလို့ကြိတ်လို့ရှင်မလို့ပါနဲ့ စ်တပ်ကပြည်သူ့ကျွေးရထမင်းကိုစားထားတယ်ဟုတ်တယ်မှန်းနဲ့ဒါပေမဲ့ခင်ဗျားတို့ရှုပ်သွေးနေတဲ့လေထဲမှာတမော်သားတွေအသက်တွေအသွေးတွေချွဲနေပါတယ်ဆိုတာမမေ့နဲ့ KSS ဆက်ကျမတို့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာဒီဒီနေ့ဒီချိန်ထိနိုင်ငံတော်တည်ဆောက်ရေးကိုတမော်ကတော့လုပ်ခဲ့ပြီးတော့အီအီကိုအီအောင်ကိုအမိခံတိုင်းရင်းသားလက်နက်ကန်ဖွဲ့အမိခံထားတဲ့လူတွေဒီဘိန်းဆိုင်တဲ့တရားဖြစ်မဲ့လမ်းဖြစ်မဲ့စက်တီးကောက်ပြီးတော့နိုင်ငံတော်ရဲ့နိုင်ငံသားတွေရဲ့တနိုင်ငံလုံးရဲ့အမျိုးသားတိုးစီးပွားကိုမပြောနဲ့သူတို့နေထိုင်ရ တို့တို့ဒေတာမှာရှိတယ်တိုင်းရင်းသားလူမျိုးစုတွေရဲ့အကျိုးကိုတောင်ဖော်ဆောင်မပေးနိုင်ခဲ့တဲ့လူတွေဖြစ်တယ်။ဒါကြောင့်မလို့တစ်ချိန်လုံးကျမတို့နိုင်ငံရဲ့မြန်မာနိုင်ငံတိဆောက်ရေးကိုတက်မလို့ကတော့အစဉ်တစိုက်လှုပ်ဆောင်ခဲ့ပြီးတော့မြန်မာနိုင်ငံပြက်စီးရပြက်စီးချောင်းကိုအေးအေးဝေးရအောင်အမိခံတွေကလုပ်ခဲ့နေဆိုတာခင်ဗျားတို့ခေါင်းထဲမှာမှတ်ထားမလို့ပါလေ။ဒါမှလို့တင်းတဲ့ပုံကျမဖတ်ပြမယ်။တပည့်ချင်းမျိုးမှာစိတ်ပဲဒုက္ခတဲ့တောင်းနေချီပြီးတော့ထပ်ပြေးတိဆောင်နေရတာရှင်းလာကြကြပြီဖြစ်ပါရဲ့။နေရအတိအကျမရှိတဲ့အတွက်တနေရပြီးတနေရတောတောင်နေတဲ့လက်လက်နေထိုင်နေရပါလေ။ဒါကြောင့်မလို့စားနဲ့ရိတ်ခါတွေပြက်လက်ပြီးတော့စေးဝါးတွေလည်းပြက်လက်နေပါလေ။အဲ့ကောနားမကောင်း။ မိမိတို့အိုးပိုင်အိမ်ပိုင်နဲ့ခေါင်းပြောင်းအောင်အိပ်ရတဲ့ဘဝကနေပြီးတော့တောထဲတောင်ထဲမှာထွက်ပြေးရတယ်။လက်ရှိမှာလည်းငရဲခဲချင်းဖြစ်တာလေးနဲ့ဒါပေမဲ့တပည့်ချင်းကလူတို့ထွက်ပြေးရတာရှိလာပဲရှိသေးတယ်။ဘာကြောင့်လဲ။ပြီးခဲ့တယ်2024လုံးကတရားလေးလေးဘောကိုတွားပြီးတော့မတဲ့။စောင်းကြွနဲ့စောင်းခါနဲ့အညာပဒက်တွေမန္တလေး PDF ဆိုတဲ့ဟာတွေစောင်းခါတို့မောင်စောင်းခါတို့အဖွဲ့တွေအညာ PDF တွေအကုန်လုံးကတအောင်ပလောင်ဘောကိုတွားမှလည်းချမ်းမန်းဆက်စင်ကြီးဆိုပြီးတော့တပည့်ချင်းမြို့အသိတိုက်ပွဲဆိုပြီးတော့စင်မီမှုွေးလိုက်တဲ့သူစစ်ကလာတယ်။ဒါကြောင့်မို့ကျွန်မကခင်ဗျားတို့ကိုထက်ခါထက်ခါပြောတယ်စစ်ကိုမခေါ်ပါနဲ့စစ်ကိုမခေါ်ပါနဲ့စစ်ကိုမခေါ်ပါနဲ့တပည့်ပြည့်ရဲ့ ခင်ဗျားတို့ကမြို့သိမ်းတိုက်ပွဲဆိုပြီးမြို့ပြန်လိုက်တဲ့အတွက်လောက်24ရှစ်လာပိုင်း6လာပိုင်းမှာတပိတ်ချင်းမြို့ကိုဖျက်လိုက်လို့တပိတ်ချင်းကဒေတာခံအခုလိုတောင်းနေချီပြီးအိုးမဲ့အိမ်မဲ့ထွက်ပြေးနေရတဲ့တရက်ခံဒီ TLN နဲ့အညာ PD ရဲ့မန္တလေး PD ရဲ့ဆိုတဲ့အကြံဖက်ခွဲရလက်ရှိနေတယ်နော်ဒါပြင်ကျွန်တော်တို့တပိတ်ချင်းမှာပြင်ခံတိုင်းနေရှိတယ်အဲ့ဒီမှာကျွန်တော်တို့တက်ဖို့တန်းမြေလေးချီရေးတင်တဲ့ကြောင်းတက်ကက73တခုစစ်စင်ရေးမှာအများဆုံးတိုးပြနေတဲ့စက်တက်လီတီတွေကနော်စက်တက်လီတီပြေးလန်းတိဆောက်နေတယ်လို့ကြားသိရပါတယ် เนาะခုနောက်ဆိုလို့ရှိရင်ငွေကမဆက်တက်လေးထင်းဆိုလို့ရှိရင်အတန်ကြားတာနဲ့ဒူးတုံအောင်ကြောက်နေတဲ့အကျန်းဖက်ပရက်တွေခုကเนาะတပိချင်းမြို့နယ်တွင်ငယ်တိုက်နေတာကကဆက်သုံးမှာရှိတယ်။အဲ့တော့ကျွန်တော်တန်းနေလက်ချက်တင်တဲ့အကြောင်းမှာအခုဆိုရင်ဆက်တက်လေးထီးပေးတဲ့ပြေးလန်းအောင်မှာလုပ်နေလုပ်ထားပြီဆိုတော့ကစီအေးမရတဲ့စိတ်ကြတာညာညာနေတော့ပြီလို့ကျွန်မထင်တယ်เนาะဆိုတော့ပထမရက်ကကျွန်မနေလို့စင်ရုပ်သက်ဖိုင်ပြလာတယ်လေနေလို့စင်ကအာတက်ချုပ်ကြီးကျွန်မတို့တက်ချုပ်ကြီးပေါ့เนาะတက်ချုပ်ကြီးရောရှာပြန်လာလို့ရှိရင်လည်းသူတို့ကမြန်မာတိုင်းနိုင်ငံလုံးကိုပိတ်တော့မဲ့အနေထားဖြစ်နေပြီလေ သူကမင်းအွန်လိုင်းကရန်ရှာနေပြလာလို့ရှိရင်သူတို့တော်လိုက်တဲ့ဖက်တွေကမြန်မာတနေငယ်လုံးလို့သိမိစစ်ကောင်တီတက်ကအရင်ခန်းနေအနေထားပြအောင်သူတို့လုံမယ်လို့ပြောတော့အော်ခင်ဗျားအောင်များသူတို့များတိုက်တော်မှာလဲရန်ကုန်ကဘယ်တိုင်းတော်မှာလဲမင်းလေးကိုတိုင်းတော်မှာလားနေပြီးတော့တိုင်းတော်မှာဆိုကျွန်မကကြွေးပြီးတော့စိတ်ပူနေတာဒါပေမဲ့စီးရင်ချင်းတွေလို့ရှိရင်ကျွန်မဖတ်ပြပေးမယ်เนาะစီးပရိပခါကြီးပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မှာတဲ့အသားငါရှားပါမှုတွေတုံ့ပြန်နေရပြီးအာဟာရတွေပြက်လက်နေပါတယ်เนาะစစ်ဖြစ်ွားရနေရမှာစစ်ရနောက်ဆက်တဲ့ဆွေးကျူးနေတယ်အဲ့ဒါတွေကအလိုလိုခံရတာဒါကြောင့်မို့ကျွန်မကပြောပါတယ်စစ်ပွဲတစ်ပွဲရအောင် ဆားရတာလေတလောက်အဆုံးတက်ရတာခက်တယ်ဒါကြောင့်မို့ဒီစက်ပွဲဒီလက်လက်ကံပြင့်နေတဲ့လူတွေတင်မဟုတ်ပဲနဲ့ဂျောင်းမှာရှိတဲ့အနာကက် ဲ့သွားတယ်ပြည်သူတွေရဲ့ဘဝကိုစာနာဖို့ထဲ့ရဖို့လိုအပ်တယ်။လက်နဲ့ကင်ပြီးတိုက်နေတဲ့နှစ်ဖက်သောအဖွဲ့အစည်းတွေကဂျားထဲမှာလက်နဲ့မရှိတဲ့ပြည်သူတွေရဲ့ဘဝကိုထဲ့သွင်းဖို့လိုအပ်တယ်လို့ကျမကပြောတာနော်။အခုတော့ရခိုင်ပြည်နယ်မှာတားမားတွေရှားပါကြုံရှားပါနေပြီးတော့ပြောချင်တာတားငါးတွေရှားနေတဲ့အတွက်အာဟာရတွေပြက်လက်နေပါတယ်။ဆိုတော့ခိုင်ဒုက္ခပြောခဲ့တာကကျွန်တော်တို့မှာဆက်ရှိရကျွန်တော်တို့မှာငါးရှိရကျွန်တော်တို့မှာဟင်းသီးရှိရကျွန်တော်တို့ပြည်နယ်ကိုကျွန်တော်တို့အထုတ်မယ်ဆိုတဲ့ခိုင်ဒုက္ခကအခုနောက်ဆိုခိုင်ဒုက္ခဖြစ်နေလောက်ပြီ။တို့တို့ရခိုင်ချင်းချင်းကမေတ္တာပို့နေတဲ့အတွက်နော်။တို့တို့ရခိုင်ချင်းချင်းမေတ္တာပို့နေတဲ့အတွက်ကျင်းစာတွေဝါပြီးနှာနေလောက်ပြီးလို့ကျွန်မထင်တယ်။နောက်တစ်ခု ရှင်းပြရနေစက်ကဖဲကုံမြို့မှာဆစ်ဆောင်စကန်6ပုံပါတယ်ဆန်နဲ့ရိခါတွေပြက်လက်နေပါတယ်တဲ့ပြက်လက်နေပါပြီထမင်းကနေပါပြီတရားပြင်းနေတပင်းနေလဲထင်ငှက်ထားလာကြမှာမဟုတ်ဘူးဒါသူကချင်းပြင်းနေမှာငှက်တဲ့တဲ့ရင်ကိုတရက်ခွဲပြီးကျင်လာတယ်တရားပြင်းနေမှာထမင်းနေငှက်ပြီးရိခါတွေပြက်ဒုက္ခတွေရောက်နေတဲ့တဲ့ရင်ကိုတရက်ခွဲပြီးကျင်ရမယ်ရှမ်းမြောက်ဒေသမှာစားနေရိခါတွေပြက်လက်ပြီးတော့ဆေးဝါးတွေပြက်လက်နော်အာဟာရမှာကောင်းကောင်းကန်ကန်မစားရဆွဲတဲ့တဲ့ရင်ကိုတရက်တရက်ခွဲပြီးကျင်လာတာဒါလို့လဲဆိုတော့တနိုင်ငံလုံးမှာအဲ့ဒီလိုဖြစ်နေတယ်လို့ပြောလိုက်လို့ရှိရင်သူတို့ရဲ့တော်လန်ရေးဆိုတာကြီးကိုပြည်သူတွေကရုံရှာမုန်းလေးကောင်မှသူတို့သိရတဲ့အတွက်ကလင်းကြီးချင်းနဲ့အဲ့ဒီလိုအပိုင်းဆက်လေးတွေနဲ့မုံဆုံးမာလီမကင်းကတော့အပိုင်းတစ်အပိုင်းနဲ့အပိုင်းတော့အဲ့လိုခွဲပြီးတင်ရနေကြတာဖြစ်တယ် ရှမ်းပြည်နောက်ပိုင်းကမြို့နယ်တွေမှာငါးနှစ်ယောက်ကလေးငယ်တွေကာကွယ်ဆေးမထိုးနိုင်တာတနေ့တော့ကြာသွားပြီဖြစ်ပါတယ်ဒါကြောင့်မလို့ယောဂါရင်ကူးစက်ခံရမှာစိုးရိမ်နေရပါတယ်ဆိုတော့ဒီကာကွယ်ဆေးတရင်ကိုအရင်ရက်ကကျင်ရတာရခိုင်အခုရှမ်းပြည် နောက်ရက်ဆုံးပြည်ပြည်နယ်တို့စကိုင်းတို့မကွေးဖို့မလားဒီမှာရှိတဲ့နော်စပေးချောင်းကလေးငယ်တွေကနော်လာသားရွယ်မှာတလားသားရွယ်မှာဘာကောက်ွယ်စီထိုးရမလဲတနေ့ရွယ်မှာဘာကောက်ွယ်စီထိုးရမလဲဆိုရင်သတ်မှတ်ထားတဲ့ကောက်ွယ်စီတွေရှိတယ်အဲ့ဒီကောက်ွယ်စီတွေမထိနိုင်တဲ့တဲ့ကျမကြီးတွေဆိုးရွားနေပြီးရောဂါတွေကိုစက်ခံရမှာတောက်ပါရင်ဆိုပြီးတော့အပိုင်းဆက်ပြီးတော့ပြည်ပြည်တို့ပြောပြနေဒါကဘာလို့ပြလဲဆိုလို့ရှိရင်စစ်ဖြစ်တဲ့အတွက်ဦးမဲအိမ်မဲနဲ့တေးရတယ်ဒါကြောင့်မလို့အစာအာဟာရကိုလုံးလုံးဆောင်မရရင်မျက်မှောက်ခေါင်းသားတွေဘေးကိုကျောင်းရတယ် เนาะအဲ့ငါမို့ခံပါရဲ့ဘေးကိုကြုံရတော့အစာအာဟာရမပြည့်တော့ခန္ဓာကိုယ်မှာခုခံအားမရှိတော့ယောဂတွေအဲ့တကူဖြစ်မဲ့တောက်တုံးရည်နဲ့မတန်ရှင်းတဲ့အတွက်ဝမ်းပြဝမ်းလျှော်ယောဂတွေကူးဆက်မြဲယောဂတွေဖြစ်မဲ့ယောဂဖြစ်တယ်လေเนาะကျန်းမာရေးကူးတမှုမရတဲ့အတွက်ကဲ့ယောဂတွေဖြစ်မဲ့ဘေးဒုက္ခတွေဖြစ်မဲ့လက်နဲ့ဘေးကြောင့်နောက်ဆက်ပဲเนาะတို့ဘေးကဏ္ဍကဲတက်ကဏ္ဍကဲယောဂန်နဲ့တက်ဆိုကက်ကြီးသုံးပါဘေးကိုကြော်လွှမ်းနေရဖြစ်တယ်လက်ရှိကျွန်မတို့မြန်မာနိုင်ငံမှာနိုင်ငံရေးစီးရီးတွေဘာသာရေးတွေလည်းအများကြီးပါကစီးနေတဲ့အနေထားမကောင်းတူတွေဖယ်ပြီးကောင်းတူတွေကယ်လိမ့်မယ်ဒါကဒီလက်ရှိနိုင်ငံရဲ့အခင်းချင်းမှာကျမတို့ပြုတ်ခဲ့တဲ့တီလာကျမတို့ စောက်တည်ခဲ့တဲ့သီလကျွန်တော်တို့ပြုခဲ့တဲ့ဒါနကျွန်တော်တို့ပွားများခဲ့တဲ့ဘာဝနာကတာရှင်တွေဒီကက်ကြီးသုံးပါးဘေးကကြော်လွှမ်းနိုင်အောင်ကျွန်တော်တို့ပြုနေနိုင်တယ်လက်ရှိမှာဆိုရင်ခင်ဗျားတို့ကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေကျွန်တော်တို့ထောက်ခံတဲ့တက်မှုကောင်းဆောင်တွေဒီပြင်းပြဆန်နေတယ် နောက်ခဏတော့ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေဦးသားရှူတီတက်တက်လုံးပြင်းပြဆန်လာခဲ့တယ်။သို့တော့ဒေါက်တာဆန်းစုကြည်ဒီသူ့ဘဝရဲ့တဝက်လောက်ကထောင်ထဲမှာနေနေရတယ်။ဒါဟာသူ့ပြုတ်ခဲ့တဲ့ကံနေရဲ့သူ့ထားခဲ့တဲ့တိလကမာဒီပညာသူ့ဆောက်တည်ခဲ့တဲ့တိလကမာဒီပညာသူ့ထားခဲ့တဲ့တိုင်းပြည်နယ်လူတို့ရဲ့စေတနာသူ့လုပ်ခဲ့တဲ့ကံကံရဲ့အကျိုးကိုလက်ရှိဘဝမှာမျက်မြင်တိုးပြီးအိုးတွေ့ခံစားနေရတာဖြစ်တယ်။တယောက်ကတိုင်းပြည်ရဲ့အမြင့်ဆုံးနေရာမှာဘယ်တော့မှပြုတ်မကြပဲနဲ့အမြင့်ဆုံးမှာပဲရှိနေဘူး။တယောက်ကတော့နော်နေ့တီတခါမိကြီးတည်းထောင်ထဲမှာဝင်ရတယ်ဆိုပြီးသူ့ရဲ့ကံကဘယ်လောက်ထိကောင်းတာတွေလောက်ထားတယ်လို့ကောင်းကျိုးတွေခံစားနေရလဲဆိုတာပေါ်လွင်ပါတယ်။ เนาะကျွန်တော်ကလည်းနိုင်ငံရေးစိတ်ရည်တယ်ဘာသာရေးတွေလည်းပါတဲ့အတွက်တက်ဆေးတဲ့အထဲထဲမှာကိုမပါအောင်မိမိတို့ရဲ့ကိုစိတ်နှလုံးကိုကောင်းမွန်အောင်ပြုကျင်နေထိုင်ကြဖို့ကျွန်မလိုက်တော့ကျွန်မလေးနားထောင်ကြပါကျောင်းမင်းမှာအခု2024 2025ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမဲ့ကျောင်းသားကျောင်းသူ2000ကျော်ရှိပါတယ်။အဲဒီကျောင်းသားကျောင်းသူ2000ကျော်ဆိုတာက AA ထိန်းချုပ်ထားတဲ့ဒေတာကကျောင်းသားကျောင်းသူမဟုတ်ဘူး။ AA ထိန်းချုပ်ထားတဲ့ AA ကတိတ်လိုက်ပြီးရခိုင်ပြည်လုံးကို AA တိတ်လိုက်ပြီးဆိုတော့မြို့မှာရှိတဲ့ကျောင်းသားကျောင်းသူတွေပညာသင်ထားခွင့်မရဘူး။သူတို့ပညာသင်ထားခွင့်ဆုံးရှုံးသွားတယ်။ 都罗比他这家户，跟那天上泉买了么好，现 <noise> 嘛，比他这家户上泉买了那么难，十块钱一毛多钱的，跟亚平的嘛几毛，千平的嘛几毛，年年就是比他这家多，年年都比上泉多的。过我想讲，以我的呢，你比要，你也买嘞，你别让他交点钱，我让他买点，兄弟，他应该也交点来着。阿公说：“我信，俺比你呢，比啥比你交。” နော်ပထမဆုံးနောက်နေစိတ်တွေတော့ဒီကလေးဒီအသက်17နှစ်ဖြစ်တယ်အခု၄နှစ်ရောက်တဲ့ခါ16နှစ်ဖြစ်သွားတယ်သူ့မှာအတန်းပြင်းတာမရှိတော့တက်ပြင်းတာလည်းမရှိတဲ့ခါကျတော့ကလေးတော်တော်များများကလမ်းဘေးမှာပေါ်ရှူနေတဲ့ဘဝကိုရောက်သွားတယ်ဆေးဆွဲနေတဲ့ယောက်ျားလေးတွေပေါ်ရှူပြီးဆေးဆွဲနေတယ်မိကလေးတွေဆိုတော့မိကလေးတွေအရွယ်လေးကမမမြောက်မချောက်နော်မရှိမှဖုန်းကြီးကပေါ်နေအင်တာနက်တွေခေစားရဲ့ line ပေါ်မှာတမိတာထားကြတယ်သူများအိမ်ညာဒီတစ်ပါးအိမ်ညာလင်းရှိယောက်ျားနဲ့ဖောက်ပြားခဲ့တယ်နော်အသက်ကလေးကငယ်ငယ်ရွယ်ရွယ်နဲ့သူများလင်းရှိယောက်ျားနဲ့ဖောက်ပြားတာအဖိုးကြီးဝင်အဖိုးကြီးကိုတိတ်ကကြီးတွေနဲ့ဖောက်ပြားတယ်ရှင်တဲ့ ဒီနေတာလက်ရှိကျမတို့ရက်ရွာအတွင်းမှာရက်မြင့်ကိုတို့ငြင်းတွေ့နေရတယ်နော်ဆိုတော့ကပြောချင်တာကအခုလက်ရှိရခိုင်ပြည်နယ်မှာဒီခေတ်လေးထိုးထုတ်တဲ့မြို့မှာရှိတဲ့ခေတ်တငယ်လေးတင်တာတရားခွင့်အဆုံးရှုံးနေအတွက်အနာကက်ပြောက်ပါပြီ။တိုးတော့အခုလက်ရှိကစာမွေးပဲဖြစ်နေចောင်းသားပေါင်း2000တော့ရှိနေတယ်။ထိုးចောင်းသားတွေဒီတော့ထိုးထုတ်ထားတဲ့နော်မန်အောင်ကျောင်းစစ်တွေကြောက်ဖြူဒီသုံးမြို့နယ်ကចောင်းသားတွေဖြစ်တယ်။ဆိုတော့ဒီတပြည်နယ်လုံးမှာဒီသုံးမြို့နယ်မှာလာအေဂျင့်တွေအတွက်ဒီသုံးမြို့နယ်ကခေတ်တငယ်လေးတင်တာတရားခွင့်ရတယ်။ တကယ်လို့ခင်ဗျားတို့ပြောတဲ့အီအီကဒါရခိုင်လူမျိုးတွေအတိုးအတွက်အမေရိကန်ဆောင်ရွက်နေတဲ့ရခိုင်တပ်တော်မှန်ရင်ဒီအသုံးမျိုးနယ်မှာရှိတဲ့ကလေးတငယ်ကြီးအခုဆောင်မွေးပြင်နေတောင်းသားပေါင်း2000ကျော်ရဲ့အနာဂတ်ကိုထည့်ပြတော့အားဖြင့်အခုဒီရက်ဒီဆောင်မွေးကာလနီးစပ်နီးကန်နေပြီဖြစ်တဲ့အတွက်ဆောင်မွေးကာလမှာတို့တို့တွေစိတ်ဒုက္ခမကြုံရအောင်စိတ်ဖြည့်ဆည်းမှုမရှိရအောင်ခင်ဗျားတို့မှာအမှန်တကယ်ကိုရခိုင်ပြည်ကိုချက်တဲ့နှလုံးသားရှင်စစ်ပွဲတွေကိုရက်တန်းကရက်ထားရမယ်လုံးဝရက်ပါလို့ကျွန်မမဆိုးလို့ခင်ဗျားတို့တိုက်ချင်တဲ့အချိန်မှာတိုက်လို့ရတယ်။သို့တော့ခင်ဗျားတို့ကအတန်တကယ်စာနာတတ်တဲ့နှလုံးသားရှိရင်ခလေးတကယ်ပညာသင်ကြားခွင့် ပညာတင်ချခွင့်အတွက်သူတို့စာမုတ်ပွဲဖြေမဲ့ကာလမှာစစ်ပွဲတွေကိုရက်တဲကရက်ပါလို့ကျွန်မသတိပေးချင်တယ်ကျွန်မတိုက်တွန်းချင်တယ်ကျွန်မတို့ကလူသားချင်းစာနာတဲ့နှလုံးသားရှိတယ်ဟုတ်ပါကျွန်မအိမ်ပြန်ကလေးတယောက်အခုစာမုတ်ပွဲဖြေရမယ်တကူတူတယ်ကျွန်မဘယ်တော့မှအတဆုညံ့ညံ့မလုပ်ဘူးကျွန်မတချင်းဖွင့်ရင်တော့ကိုကိုလေးနဲ့တူတူပဲဖွင့်တယ်ကျွန်မတော့လည်းမဖွင့်ဒီစာချက်နေတဲ့ကလေးကိုအနောက်ရှက်ဖြစ်မှာဆိုတယ်တချို့လူကြီးတွေစကားပြောရင်တော့ကြဲကြဲမပြောဘူးဒီစာချက်နေတဲ့ကလေးကိုအနောက်ရှက်ဖြစ်မှာဆိုတဲ့အတွက်အဲ့ဒီလိုမျိုးကျွန်မတို့ကလူသားချင်းစာနာတဲ့နှလုံးသားတွေရှိကြတယ် အေးအေးမှသာမှတ်တဲ့ရခိုင်လူတို့ပေါ်မှာစာနာတဲ့နှလုံးသားရှိတယ်။အခုကြောက်ကြူမှန်အောင်စစ်တွေဒီတော့ခုလည်းမှရှိတယ်။ကလေးတငယ်ကြီးစာမပွဲဖြေဆိုမဲ့ကာလာမှာခင်ဗျားတို့လက်နဲ့တည်းခဏချထားပြီးခင်ဗျားတို့ကြည်ညာနေခဏရက်ထားပြီးတော့ဒီကလေးတွေရဲ့အနာဂတ်ကိုထည့်သွက်ပါလို့ကျွန်မတက်ကုန်ကြတယ်။ဘာတယ်ကျွန်တော်တို့စစ်မှုထားတဲ့ဥတော်ရဲ့တဲ့သိန်း90ပေးမယ်ဆိုပြီးစစ်တပ်ကလူတွေလိုက်ဝယ်နေပါတယ်။ဒါကပြည်ထက်မိသားတွေမှာရေးသားဖော်ပြတဲ့တဲ့။နောက်စစ်တပ်ကဝင်မလားစစ်မှုထမ်းမလားတရက်ကို390ပေးမယ်လို့ပြောပြီးစစ်တပ်ကလူလိုက်ဝယ်နေတယ်တဲ့။စစ်သားတွေလိုက်ဝယ်နေတယ်။ခင်ဗျားတို့ပြောတော့စစ်တပ်ကပေါ်ရာဆွဲနေတယ်ဆို။ နောက်ပြီးတော့စစ်တပ်ကမြင်းမြင်းသမီးယောက်ျားမင်းမနော်အိုကြီးအိုမထိုနာကျိုးကန်းကစမကြံပေါ်တာဆွဲနေတယ်ဆိုမင်းတို့ပဲပြောခဲ့တာလေဘန်းလေးတို့ရန်ကုန်လိုမြို့ကြီးတွေမှာဆိုလို့ရှိရင်ညဘက်ဆိုဘသူမှအပြင်းမထွက်ရဲကြဘူးဆိုပွဲလန်းတပင်မသွားရင်ရှားပါဘူးဆိုပွဲလန်းတပင်နေသွားလို့ရှိရင်အပြင်းမှာစစ်တပ်ကပေါ်တာဆွဲမှကြောက်လို့အိမ်ထဲကအိမ်ကညမိုးချုပ်ချင်မထွက်ရဲကြပါဘူးဆိုကျွန်တော်တို့ပြောသူလားစစ်တပ်ကပေါ်တာတွေအဲ့ဒီလိုမျိုးမင်းများအကုန်လိုက်ဆွဲနေမှာဆိုရင်တိန်ခွနဲ့နဲ့အကုန်ခံပြီးဘာကြောင့်ပတ်ဆက်ပြီးဝင်နေမှာလဲစောက်ပိနေရဲ့မင်းတို့ကနေပေါ်နေပိဘုံကျုံမျိုးညီလို့ပြောရင်လည်းမကြိုက်ကြဘူးနော်ဆိုတော့ကျွန်တော်တို့အကြံပေးမယ်ထမင်းပြောင်းစားကြည့်အတွေးခွန်နဲ့မြင်လာလိမ့်မယ် เนาะစစ်တပ်ကနေပြီးတော့ပေါ်တာဆွဲပြီးနေမယ်တမယကိုပေါ်တာလိုက်ဆွဲနေတယ်တလောက်ကိုစစ်မှုထမ်းက9000ဆိုပြီးတော့အဲ့ဒီလိုပေါ်တာဆွဲတဲ့အတွက်6000 9000ရပါတယ်ဆိုပြီးတော့ကလင်ကချင်းနဲ့တစ်ချိန်လုံးစစ်တပ်မုံကြီးပြောတာလေခင်ဗျားတို့ခင်ဗျားတို့ဝါဒဖြန့်မှုကြောင့်ယုံမားပြီးတော့ကြောက်လန့်နေကြတဲ့ပြည်သူတွေကိုခင်ဗျားတို့เนาะအကြောက်တရားနဲ့ခင်ဗျားတို့ဝါဒပိုင်တိုက်တယ်အခုကျတော့စစ်တပ်က3000ပြီးပြီးတော့လိုက်ဝယ်နေတယ်လို့ပြောတာလေခင်ဗျားတို့ဆိုတော့ဘယ်တင်းကမှာဟမ်နေမင်းတမပေါ်တာဆွဲနေတယ်ဆိုတော့ဗစာကုန်ခံပြီးွဲကြမလို့အခုတရင်ကျညာနေပြီးတော့အဲ့ဒီလိုမျိုးနော်ဘက်ပြ40ပြောတယ်တရင်သမားဆုံးပြီးတော့တရင်သမားအိမ်ခံထားတယ်ပြည့်ပြည့်ထားတယ်ရာစညီမကြီးဘေးမှာရှိနေခင်ဗျားတို့ကစားပေါ်တာဆွဲလိုက် ဆိုတော့ဒီပြည့်ပြည့်မိတာတွေရေးသမျှကိုမျိုးစိဆောင်မဲ့ပြီးယုံနေကြတဲ့လူတွေကိုလည်းခင်ဗျားတို့ကိုယ်ပိုင်အုံနာလေးနဲ့စဉ်းစားချင်းချင်းကြပါစဉ်းစားနိုင်တဲ့အုံနာတွေခင်ဗျားတို့မှာရှိကြပါခင်ဗျားတို့မှာအမေမွေးလိုက်တဲ့ကအတိညာဉ်တွေပါလာတဲ့ဒီအတိညာဉ်ကိုကောင်းစွာအသုံးချပါနော်ချိုးရလို့ရှိတဲ့စစ်တပ်ကမိတ်ဆွေတွေလည်းပေါ်လာဆိုရင်ကျမတို့စစ်သေးဝင်ချင်လို့နိုင်ငံတော်ကထားဆောင်ချင်းကိုစည်ရင်ပေးထားတာတော့အခုထိအမျိုးသမီးစစ်မှုထမ်းတွေခေါ်ဖို့အစီအစဉ်မရှိပါဘူးလို့စစ်မှုထမ်းဒီကျမတို့သတင်းမှပြန်ချားရေးကိုလည်းတရားဝင်ထုတ်ပြောထားတယ်ဒီလိုထုတ်ပြောလိုက်တော့ပြည်ထောင်စုရဲ့တစ်ဖက်နဲ့ပါပြောလို့ မျိုးသမီးစမှုထမ်းတွေကိုစိတ်ရဲကောက်နေနာမည်စရေးကိုကောက်နေတာသူခေါ်နေတာမဟုတ်ဘူးဒီနောက်ခုကိုခွက်ခွက်ချာချာမပြောဘဲနဲ့အခုပဲနာမည်စရေးကောက်ပြီးလက်ဖြန်စစ်ထဲဝင်ရတော့မယ်ပုံစံမျိုးခင်ဗျားကမွာရမှိုက်တာနော်ကျတော့ကစစ်တက်ကပေါ်တာဆွဲပြီးတော့မင်းနဲ့မမကြီးပေါ်တာဆွဲနေတယ်ပြောတာလည်းခင်ဗျားတို့ပဲစစ်တက်ကနေပြီးတော့လူတယောက်ကိုတိတ်ခွက်လက်ထဲပေးပြီးဝင်နေတယ်ပြောတာလည်းခင်ဗျားတို့ပဲနော်ကျတော့ခင်ဗျားတို့ကိုယ်ရံကဘာဖြစ်ရှင်နေကြတာလဲခင်ဗျားတို့ကိုယ်ရံကဘာဖြစ်ရှင်နေကြတာလဲမြမနိုင်ငံပေါ်မှာထားတဲ့ခင်ဗျားတို့ရဲ့စိတ်တနာဆိုတာပါလေကျွန်မမျိုးကိုထုတ်မယ်